တောက်တန်ကြံခန်းကြီးတက်ခန်းငယ်ခွတ်တက်မှာထော်ရဖျားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်ချာဖြစ်၏တဲ့လူမိုက်တို့သည်ပညာနှင့်ဥပရိသကိုမထီမဲ့မြင်ပြုတတ်၏အလောရှိမြတ်ကိုကြောက်ချွေယိုသေးခံရတဲ့သူတွေဟာပညာရှိတွေပဲဟွန်းဒါပညာဆိုတာဒါပဲဒါကကောင်းကျိုးကိုဖြစ်သေးတာလားဒါကဆိုးကျိုးကိုဖြစ်သေးတာလားဟာဓမ္မလားဟုတ်တယ်ဒါကဓမ္မလားဒါအရမလားလို့ဟိုအိုက်ချပြီးတော့ဝေပန်သိမြင်တတ်တဲ့သဘောတရားကို ဗုဒ္ဓဘာသာမှာပညာလို့ဖွဲ့ပါတယ်အားလုံးပဲတော်လန်တော်နေတစ်ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ပြီးခဲ့တဲ့အပတ်တွေကမြတ်ဗုဒ္ဓမင်ကြားခဲ့တဲ့မင်္ဂလာတုတ်ထဲကအတေဝနာသဘာလာနံလူမိုက်ကိုမမီဝဲမပေါင်းတင်ခြင်းနဲ့ပတ်သက်ပြီးတော့လူမိုက်တို့ရဲ့ဆူချိုးတယောက်မှုနဲ့လူမိုက်ကိုရှောင်ကျင်ခြင်းဆိုတဲ့အပိုင်းကိုဦးဇင်းတို့တင်ပြခဲ့တာပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ န္တိတာနိသဒေဝနာအပိုင်းကပညာရှိကိုမိွဲပေါင်းတင်ခြင်းအပိုင်းကိုသူတို့ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။ပညာရှိတို့ရဲ့ကောင်းကျိုးတက်ရောက်မှုနဲ့ပညာရှိကိုမိွဲစည်းကပ်ပေါင်းတင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ဆွေးနွေးချက်အပိုင်းတက်မှာပညာဆိုတာဘာလဲဆိုတဲ့ကျောင်းရည်နဲ့ပတ်သက်ပြီးတော့ခရိယံတိခါတော်ရဆရာတရာပေတရုမောလာနာဟာဖြစ်ကာရီဆရာဦးစုနေဦးတို့နဲ့အတူ ခုလိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ်။ဦးဇင်းတို့ရဲ့နိုင်ငံကြီးမှာအမင်္ဂလာအာရမနိုင်ငံဖြစ်နေခြင်းသည်မကောင်းမှုတွေပြုသူမကောင်းမှုတွေပြောသူမကောင်းမှုတွေကြံသူတွေကြောင့်အမင်္ဂလာနိုင်ငံဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီမကောင်းမှုပြုတဲ့သူတွေလူမိုက်တွေလူပါလာတွေကိုရှောင်ရှားဖို့အတွက်ဘုရားကလည်းလိုမြင်ကြခဲ့တာဖြစ်တယ်။ဒီနေ့မကောင်းမှုအကုသို့ပြုသူတွေကိုရှောင်ရှားရုံနဲ့မလုံလောက်ဖဲနဲ့ပဏိတာနေတာဒေဝနာလို့ခေါ်တဲ့ပညာရှိ သူတော်ကောင်းတွေနဲ့မိဝဲပေါင်းသင်းမှသာလျင်မင်္ဂလာဖြစ်တယ်ဆိုတဲ့အကြောင်းကိုထပ်ဆင့်ပြီးတော့မြေရတန်ပတ်အနေနဲ့ဘုရားမင်ကြားတော်မူခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆရာတို့နဲ့ဦးသွင်းတို့တွေဆွေးနွေးကြအောင်ပါပညာရှိကိုမိဝဲပေါင်းသင်းခြင်းပေါ့နော်ဆရာပညာရှိနဲ့ပေါင်းသင်းတယ်ဆိုလို့မင်္ဂလာဖြစ်တယ်လို့ဦးသွင်းတို့ရဲ့ဘုရားဝါဒမှာအဆိုရှိပါတယ်ဆိုတော့ပညာဆိုတာကိုဘလို့အရာလဲဆိုတာစတင်ပြီးတော့ဆွေးနွေးကြည့်အောင်ပေါ့နော်ဆရာခရိယန်ရှိတော်ကအရင်မင်းရှိပေးပါဦးမြတ်တင်ပါဦးစင်ကျေးဇူးတင်ပါတယ်ဒီ စကဝိုင်းစီစဉ်လေးကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့ဦးစင်ကိုလည်းရှေးဥစွာကျေးဇူးတင်ပါတယ်အတူတကွာကျွန်တော်တို့ဘာသာမတူခွဲပြားတော်ညာလေညီကိုရင်းတစ်ဖွဲအမြဲတမ်းစကဝိုင်းလေးကိုပါဝင်ခွင့်ပေးတဲ့ရတဲ့ကျွန်တော်ဆရာစွနေဦးပလီဆရာဦးစင်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒီဒီဒီစီစဉ်လေးမှာဆော့ဆော့ဦးစင်စပြီးတော့မိတ်နဲ့အတိုင်းပဲပေါ့နော်ပညာ ပညာဆိုတာဘာလဲဟုတ်တယ်ပြီးတော့မှပညာရှိဆိုတာဘလို့အရာလဲဘလို့လူကိုခေါ်တာလဲဟုတ်တယ်ပြီးတော့မှဒီပညာရှိတွေအကျင့်စရိုက်လက္ခဏာဟာဘာလဲဆိုတာလေကျွန်တော်တို့အရင်ဆွေးနွေးကြရအောင်ပေါ့လေနော်ပြီးတဲ့အခါကျတော့မှဒီပညာရှိတွေကိုစိတ်ကချင်းကပေါင်းသိချင်းကဘလို့အကျိုးတွေရမလဲပညာပညာ မဲ့လို့ပြောတယ်ပညာမဲ့လို့ပြောတဲ့ခါမှာလူဆိုးပေါ့လူဆိုးပြောလို့ပြောတဲ့ခါခဏချင်းပြောရင်တော့ပေါ်လာမှာပါနော်ပညာရှိရဘူးလေပညာမဲ့ရဘူးလေတကယ်တော့ဥစဉ်ရလောကမှာပညာရှိတယ်ဆိုတော့ဘွယ်ကြီးတွေသုံးလဲဘွယ်ကြီးရမှာပညာရှိတာမဟုတ်ဘူးလေနော်ဆိုတော့ဒါကတော့တင်ညာပေါ့တင်တဲ့အရာတွေပေါ့အဲ့တော့တပည့်တော်တို့ရဲ့တမချန်းစာမှာတော့ तू ကဘာပြောလဲဆိုတော့တမဟောင်းချမ်းမရဲ့စာလံ131ခုမြောက်သောစာလံအပိုင်းငယ်30မှာဟုတ်ကဲ့ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်အချာ ဖြစ်၏တဲ့နောက်တစ်ခုတောက်တန်ကြံခန်းကြီး1ခန်းငယ်9မှာထော်ရဖျားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်ချာဖြစ်၏တဲ့လူမိုက်တို့သည်ပညာနှင့်ဥပရိသကိုမထီမဲ့မြင် ပြုတတ်၏တဲ့ဒီလိုဖွင့်ပါတယ်အဲ့ဒီမှာသူကပညာရဲ့အချုပ်ချာပညာရဲ့အရင်းမြစ်ကဘာလဲဆိုရင် ထော်ရဖျားကိုကြောက်ရွံ့ခြင်းနဲ့ဆက်ဖွင့်တာကဘလို့ဆက်ဖွင့်လဲဆိုရင်ထော်ရဖျားကိုကြောက်ရွံ့ခြင်းသဘောခုမူကဒုစရိုက်ကိုရှောင်ခြင်းပေတည်းတဲ့ ဒုစရိုက်ဒီဟူသောအကုသို့မကောင်းမှုအတ္တမနော်အတ္တမပြုတဲ့အရာအခုကျွန်တော်တို့တိုင်းပြည်ကြီးမှာဖြစ်နေတယ်အတ္တမမှုတွေနေရာတိုင်းနေရာတိုင်းဖြစ်နေတယ်အတ္တမမှုတွေတိတိမမလေးတွေပေါ့ဒါကတော့ဆရာရဲ့အတ္တမမှုဂိုင်းဖြားဂိုင်းသားလေးတွေအတ္တမမှု branch လေးတွေအဲ့ဒီအတ္တမမှု branch ဂိုင်းဖြားဂိုင်းသားလေးတွေနေတူဘူးကဒီနေ့လူတွေတတ်နေတာကလေးလေးတွေနော်မလင်းကနှစ်ရွယ်ကိုနှစ်ရွယ်ကလေးလေးတွေเนาะဖမ်းသွားပျောက်သွားတတ်ဟုတ်အလောင်းတော့တွေ့เนาะနေကင်းချောင်းတောင်ဓမြတိုက် ရွှေဆိုင်နေဝင်ဓမြတိုင်နေကင်းကြောင်တော့လူရက်နေကင်းကြောင်တော့အောင်ကအမေရရှေ့မှာဆိုက်ကယ်စီးတော့နောက်ကကလေးအတင်းဆော်ပြီးပြန်ပြီးဆွဲသွားတယ်ပါလေဒါပြီးခဲ့တဲ့အာရက်တွေတော့တဲ့မှာကျွန်တော်တို့ဒါဆိုတော့တရားရေအတ္တမမှုမတရားတဲ့ဒုစရိုက်တွေဒါပေမဲ့ဒီဟာလေးတွေကအခိုင်ပြအခိုင်နာလေးတွေနော်အဲ့ဒီခိုင်ပြခိုင်နာလေးတွေဘာလို့ပေါ်လာလဲဆိုတော့သူ့ရဲ့အတ္တပအမှုရေတောက်မြေပင်စီရှိလို့အဲ့ဒီအတ္တမမှုရေတောက်မြေပင်စီကဘာလဲဆိုရင် 等毕业年轻年代，大家发表进步，吸收了七十年代、八十年代所有么年代么年代不许多啊，啊那个旅游来的，么对呀，啊那等来的旅游来的，二里半马街道面去走，滴，哎呀，也白来来呗，白讲白来来是喽，这啊那旅游的旅游来的，看嘛。 နိုင်ငံရေးချက်တဲတွေဖြစ်သွားတယ်အဲ့ဒီကနေစံတော်လန်မှုတွေဖြစ်လာတယ်အဲ့ဒီကနေစီးရဲချက်တဲတွေဖြစ်လာတယ်စီးရဲချက်တဲတွေဖြစ်ပြီးစီးရဲကမရက်တန်သွားပဲဒီနေ့ဒီစစ်ပေါင်းကကျဲလာတယ်ဒီအခြေအနေမှာဘာဖြစ်လဲဆိုတရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဖြစ်သွားတရားဥပဒေစိုးမိုးမှုမရှိတော့တဲ့အခါမှာဆော့ဆော့ပြောတဲ့အတ္တမမှုတွေဒုစရိုက်တွေများလာပြီးတိုင်းပြည်ကအခုဆိုရင်ပညာဆိုတာဘာလဲလို့တောင်မှမတိတော့မေးရမယ်သဘောဖြစ်သွားပြီဆိုတာလေးကိုဥဆုံးနေနဲ့ကျွန်တော်ကတော့စက်တယ်မြေဆွေးနွေးလို့ပါတယ်ဆိုတော့ဆရာကြီးအဲ့တော့ဒီပညာဆိုတဲ့အရာလေးနဲ့တော့တော့ဒါဆရာတို့ အစ္စလမ်နဲ့အလာရှင်မြတ်တမန်တော်ရဲ့အမိတ်မှာချက်ကလေးတွေကိုကူကားပြီးတော့ဆွေးနွေးပါအောင်ဆရာကြီးကျေးဇူးပါအဲရှေ့မှာဆရာတင်ပြခဲ့သလိုပဲဒီအစီအစဉ်လေးကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့အရှင်ဒီသနာနာကျေးဇူးတင်တယ်ပြီးတော့အတူတူကပါဝင်မအားမလတ်တဲ့ကြားဆရာဆိုခီးတွေအများကြီးသွားရတယ်လေဟုတ်တယ်မမလာတဲ့ကြားကနေဒီအစီအစဉ်လေးကိုလာပြီးတော့အချိန်ပေးတဲ့ဆရာလည်းကျေးဇူးတင်သလို နောက်ဒီမှာကျွန်တော်တို့ကိုမှတ်တမ်းတင်ပေးတဲ့ညီကိုလေးလည်းကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ ဒီပညာဆိုတာကလူအဖွဲ့အစည်းအတွက်အင်မတန်အရေးကြီးတာပါဟုတ်ကဲ့တကယ်တမ်းကျတော့ဒီဘာသာသာသနာအားလုံးဟာလူတွေအားလုံးကိုအသိပညာတွေရှိလာအောင်လို့မသိတဲ့သူတွေကို သိတဲ့သူတွေဖြစ်လာအောင်လို့တိဆောက်ပေးခဲ့တာဒီဘာသာသာသနာတွေပါဟုတ်ကဲ့ပါဆရာလူတွေသိရမယ့်လူအခွင့်အရေးပညာတွေလူတယောက်ကိုပေးရမယ့်ကိုချင်းစာတရားတွေလူတယောက်ကိုပေးဆက်ရမယ့်ငါမရချင်နေပါသေးအတ္တကိုလျှော့ချပြီးတခြားသူတွေကို ပရစိတ်တွေပေါ်ပေါက်လာတာလည်းဒီပညာပါပဲ။ဒါဆရာတို့ဒီတမန်ကျမ်းစာတို့ပဲကျွန်တော်တို့ရဲ့ကျမ်းတော်မြတ်ကုရ်အာန်မှာလည်းအင်နမယက်ရှောလာဟမင်အီဘာဒီဟီလူလာမာအလ္လာဟ်ရှင်မြတ်ရဲ့ဖန်ဆင်းကံဘန္တာလို့ခေါ်တဲ့အစီတော်တွေထဲမှာတဲ့အလ္လာဟ်ရှင်မြတ်ကိုကြောက်ချွေယူသေးခံရတဲ့သူတွေဟာပညာရှိတွေပဲ။ဒါပညာဆိုတာဒါပဲ။ဟာဒီသာဝရတည်ရှိတော်မူသောအလ္လာဟ်ရှင်မြတ်ကိုကြောက်ချွေယူသေးခံရတဲ့အလ္လာဟ်ကိုကြောက်ချွေယူသေးခံရပြီဆိုကြတဲ့က ရှေ့မှာဆရာပြောသလိုအကုသိုလ်ပြတော့မလုပ်တော့ဟုတ်ကဲ့ကုသိုလ်အလုပ်ပဲလုပ်မယ်အတ္တမာမာနတွေအကုန်လုံးချုပ်ငိမ့်သွားတယ်အလောင်ကြောက်စိတ်ရှိတယ်ဟုတ်တူတူလေးနဲ့အင်မတန်ဟိုလေးနဲ့ပဲသွားတယ်ဆိုတော့နောက်တစ်ခုကဘာလို့ဆိုပညာဆိုတာကအကျိုးအကောင်အဆိုးအဖြစ်ကိုခွဲခြားသိမြင်နိုင်တဲ့သူကပညာခုနဆရာတို့ပြောတဲ့ဒီတင်ညာပေါ့နော်ဟို education မြန်မာပြည်မှာဆိုရင်ဆရာကြီးဦးအောင်သိပြောတဲ့ဟိုစာချက်တယ်အလွတ်ချက်တယ်ဆိုတော့မြန်မာနိုင်ငံမှာကဒီနေ့ဘာဖြစ်လို့မငြိမ်းချမ်းတယ်လဲဆိုတော့ ပညာကိုဘာမှမသိကြဘူး။ပညာအစစ်မှန်ဘာမှမသိကြဘူး။ပညာအစစ်မှန်ဘာမှမသိကြဘူး။အစိုးကောင်းအကျိုးအပြစ်ကိုခွဲခြားနော်သိမြင်နိုင်တာပညာလို့မထင်ပဲနဲ့ဘွဲတွေဂုံတူးတွေယာတူးတွေဘွဲလက်မှတ်တွေအိမ်မှာချက်ရတာ။ဒါပေမဲ့အဲ့ဒီဘွဲလက်မှတ်နဲ့ဘာလို့ဆောက်လို့ရအောင်လို့သူအဲ့ဒီလူကဘွဲလက်မှတ်ပဲအိမ်မှာစိတ်တာပြီးတော့ရက်ွက်ထဲမှာကဘာလို့ရအောင်ငါပြောသေးပဲရောက်အောင်။ တချို့ကကုံစိမ်းရောင်းရတယ်ဟုတ်တယ်ပညာအဲ့ဒါကျတော့ဘာလို့ဆိုတော့ तू ကပြောမှန်ဆို education ပညာပေါ့တကယ်တော့ဒီကျမ်းစာတွေကပြောတဲ့ပညာဆိုတာကကြာအင်မတန်လေးနက်တယ် तू ကအဆိုးဆိုတာဘာလဲအကောင်းဆိုတာဘာလဲအကျိုးဆိုတာဘာလဲအပြစ်ဆိုတာဘာလဲစသဖြင့်ပေါ့လူတွေကိုအကျိုးရှိသေးတဲ့အရာကဘာလဲဟုတ်ဒီနေ့မြန်မာနိုင်ငံမှာဒီပညာမရှိလို့ဒီနေ့အချိန်ထိကျွန်တော်တို့နိုင်ငံမှာဆင်းရဲနေတယ်ပညာမရှိရတဲ့အတွက်ကြောင့်ဒီနေ့အချိန်မှာအမုန်းတရားတွေပွားများနေတယ် တကယ်ပညာရှိတဲ့လူအဖွဲ့အစည်းတွေဆိုတာအမုန်းတွေမရှိတော့ရှိတော့နော်ပြီးရင်ဘသူရဲ့မှာအာနာရှင်တွေကလာပြီးကျွန်တော်တို့ကိုအယူလို့ရင်လုံးလို့မရတော့ကျွန်တော်တို့မှာသိတယ်လေအာတို့တို့ကမုန်းခိုင်းတာငါတို့မသိကျွန်တော်တို့စီမှာပညာဘလို့မဲ့လို့တခါလေးကျပညာမဲ့လို့မဲ့နေမှန်းတော့မသိမသိဘူးဖြစ်တယ်ညမို့ကျွန်တော်များကိုရာမှာဘလို့ပြောတယ်လဲဆိုတော့ဝလာတက်ဖူမာလိုက်ဆလကဘီဟီအိလ်မ်မင်းမသိတဲ့နောက်ကိုမလိုက်နဲ့မသိတဲ့နောက်ကိုဥမာ ကျွန်တော်က management နဲ့ပတ်သက်ပြီးတော့နားမလဲပဲね management နဲ့ပတ်သက်ပြီးတော့ဆရာကြီးလို့လို့မရအောင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မသိပဲねဘာသာရေးနဲ့ကျမ်းစာလည်းမသိဘူးတမန်တော်ရဲ့ဆွနတ်တော်တွေလည်းမသိဘူးကျမ်းစာကဘာပြောလဲလဲကျွန်တော်မှမသိဘူးအာမသိပဲねကျွန်တော်အဲ့ဒီဘာသာတရားဆိုတဲ့အရာကိုပြောလို့မရအောင်ပြောလို့မရထိုနည်းတူသွားပဲနိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်ဖို့မင်းလုပ်ဖို့အတွက်အဲ့ဒီပညာရက်ကို နားမလဲပဲね ်အဓမ္မယူရင်လည်းအခုမင်းအောင်လိုင်းဖြစ်တယ်လို့ဖြစ်မှာပဲဦးတန်းရွှေလိုဖြစ်တယ်လို့ဖြစ်မှာပဲဦးခင်ညွန့်လိုဖြစ်တယ်လို့ဖြစ်မှာပဲနော်အခုဒေါ်နယ်ထရန့်ဖြစ်တယ်လို့ဖြစ်မှာပဲသူကအုတ်ချုပ်တာကိုသူနားမလဲဘူးလေသူကစီးပွားရေးနားလဲနားလဲမစီးရေးနားလဲဒါကြောင့်မို့မြန်မာနိုင်ငံမှာကြည့်လိုက်ဒီဦးစည်းချုပ်တွေတို့အာသာပါတော့ဒီမြို့နယ်ပေါ့နော်မြို့နယ်ဦးစည်းမှုတို့ဘာဦးစည်းမှုတို့အားကစားအားကစားမှာလဲဒီစစ်သားတွေပဲဟွန်း နော်ပညာရေးမှာလည်းဒီစစ်သားတွေပညာမတတ်တဲ့လူတွေကပညာရေးမှာဦးစီးမှုလုပ်တာနော်စီဝိုင်းမှာလည်းအားကစားဘာမှမသိတဲ့လူကသွားပြီးတော့ဦးစီးချုပ်လုပ်ဆိုတော့တကယ်ပညာရှင်တွေကနေရာမရှိတော့ဘူးဒါကြောင့်မို့တပည့်တော်တို့နိုင်ငံမှာကပညာမရှိတဲ့သူတွေကကိုမသိတာတွေနောက်ကိုလိုက်ရင်လိုက်ရင်လိုက်ရင်နဲ့ပညာကဘာမှမရှိတော့ဘူးပြည်သူလူထုကလည်းအဲ့ဒါကိုပဲပညာလို့နှစ်ပေါင်းကြာသွားတာဟုတ်နှစ်ပေါင်း60ကျော်80လေး ျွန်တော်တို့စိတ်ထဲမှာအနေထိုင်သွားပြီကျွန်တော်တို့အသက်40ရှိပြီဒီနေ့အချိန်နဲ့လွတ်လွတ်လပ်လပ်မနေဘူးပညာဆိုတော့ဘာမှမသိဘူးအကုန်လုံးကရက်ွက်တွေထဲမှာဆိုရင်ပညာတတ်အောင်လုပ်မနေနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ပညာတတ်လည်းမဟုတ်ဆိုင်ကားနေရမှာပဲတဲ့သူတို့ပြင်တဲ့ပညာဆိုတာကကျောင်းတစ်ကျောင်းကပေးလိုက်တဲ့ဘွဲလက်မှတ်ကိုပညာလို့သတ်တာမဟုတ်အဲ့ဒါလည်းအရေးကြီးတယ်လေကိုကို professional အဲ့အတွက်ဘာဖြစ်လို့လဲဆိုတော့ဒါရှိမှလှုပ်ရှားလို့ရမှာအမှန်မဟုတ်လှုပ်ရှားရတာလည်းမဟုတ်ပါဘူးသူများခိုင်းတာခံရတာပေါ့ဆိုတော့ပညာတကယ်တတ်တဲ့လူကြီးက တကယ်စနစ်ကြတဲ့လူအဖွဲ့အစည်းကိုတိဆောက်နိုင်တယ်ပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်တွေကတကယ်ငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းကိုဖန်တီးနိုင်တယ်တကယ်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေကမိမိတို့ရဲ့ဘာသာသာသနာရဲ့အနှစ်သာရတွေကိုဘယ်ဟာအမားဘယ်ဟာအမှန်လဲဆိုတော့ခွဲခြားသိမြင်နိုင်တာဒါဟာပညာပါပဲဟုတ်ကဲ့ပါသောပဒနာတိဧတာယပုဂ္ဂလောတယံဝါပဒနာတိတိပညာလို့ဦးဇင်းတို့ကတော့လူလေးဖွဲ့ပါတယ်။သောအထူးထူးပြားပြားအားဖြင့်ဝေဘံပိုက်ချစဉ်းစားစဉ်ကျင်သိမြင်တတ်သောတရား ်ဒါပြောလာဆိုဒီမှာပြန်ကြည့်လိုက်လေအတူတူပြပြအဖြစ်ဆိုတာဟိုလောကကြီးမှာ ဖြစ်ပြနေတာတွေနော်ဟိုလောက်ကိုင်းနေတာတွေမြင်နေရတဲ့အရာတွေပြောဆိုနေတဲ့အတန်တွေကြားနေရတဲ့အရာတွေကြံစီမှုတွေပေါ့နော်ဒါတွေပေါ့ဒါတွေကဒီလိုအထူးထူးပြပြတွေကိုဝေဖန်တတ်တယ်ပိုင်းခြားတတ်တယ်ဒါကအမှားလားဒါကအမှန်လားဒါကကောင်းကျိုးကိုဖြစ်သေးတာလားဒါကဆိုးကျိုးကိုဖြစ်သေးတာလားဟုတ်တယ်မလားဟုတ်တယ်ဒါကဓမ္မလားဒါအရမလားလို့ဟိုအိုက်ချပြီးတော့ဝေဖန်သိမြင်တတ်တဲ့ တဘောတရားကိုဗုဒ္ဓဘာသာမှာပညာလို့ဖွင့်ပါတယ်ဆိုတော့ဒီနေ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုအကောင်းဆုံးအကြောင်းအကျိုးတွေကိုသိမြင်ပန်းချနိုင်မှု မရှိလို့တရားပညာနဲ့ပြည်သူတို့မင်းကောင်းမင်းမြတ်ကြီးဆိုပြီးတော့ပြောလာတာလေနော်သူကသတယ်ရသပြောလာတဲ့စကားကိုပြောကြည့်လေအာနာမသိငင်ကနော်အာနာမခိုးခင်ကပေါ့ဗျာဘာပြောလဲကျွန်တော်မလုပ်ရဲတာဘာမှမရှိပါဘူးပြောတဲ့စကားလေဒါကလူမိုက်စကားပဲလေဦးစင်ပြောကြတယ်ဟုတ်တယ်ဆိုတော့ အဲ့ဒီလိုစကားကိုပညာကြီးစကားဒါကကောင်းကျိုးဖြစ်နေတဲ့စကားဒါကဟိုသရပညာရှိတဲ့စကားလို့စိတ်ထဲမှာစွန့်မှတ်နေခြင်းဒီဘာလားလားပဏိတာလားဒါမျိုးပေါ့နော်လူမိုက်လားလူလိမ်ပါလားဆိုတာကိုဦးနှုတ်ခွဲဆရာခဏနာပြောတယ်ပေါ့နော်အသည့်ကိုမြင်အပင်ရဲ့သဘာဝကိုသိတဲ့သဘောမျိုးပေါ့ဆိုတော့ပညာဒါကြောင့်မို့အကောင်းဆိုးအကြောင်းအကျိုးတွေကိုဝေဖန်ပိုင်းခြားနိုင်မှပညာဖြစ်တာဖြစ်တဲ့အတွက်ဒီလိုအကောင်းအကောင်းဆိုးအကြောင်းအကျိုးတွေကိုဝေဖန်ပိုင်းခြားနိုင်ဖို့ အတွက်ဦးဇင်းတို့တွေဟာစာပေတွေကိုလေ့လာကြရတယ်အတွေ့အကြုံတွေယူကြရတယ်ဓမ္မတွေကိုစီပူကြရတယ်ဘာသာတရားတွေရဲ့ဆုံးမမှုတွေတွေကလည်းမှတ်သားနာယူကြရတာဒါဘာကြောင့်လဲအကောင်စုအကြောင်းအကျိုးအထူးထူးပြားပြားသောအကြောင်းအရာတွေကိုဝေဖန်ပိုင်းခြားတတ်ဖို့ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီအချိန်မှာဦးဇင်းတို့ဘာတွေဖြစ်ကြလဲဆိုတော့နိုင်ငံတနိုင်ငံပေါ့နော်နိုင်ငံတနိုင်ငံကိုတာယာလှပဖို့အတွက် ထူထောင်နိုင်ဖို့အတွက်ကပညာဟာအင်မတန်မှရည်ကြီးတယ်။ဒါကြောင့်ဒီပညာကိုတက်အောင်သင်ကြရတယ်။ဒါကြောင့်ဒီပညာကိုအရေးကြီးလွန်းလို့မှုပြည်သူကိုမျက်နှာမူတဲ့အစိုးရဆက်ဆက်ကပညာရေးကိုနံပါတ်1ဦးစားပေးပြီးတော့မှဥစဉ်တို့ဆောင်ရွက်ခဲ့ကြတယ်။ဥစဉ်အသက်40ကျော်ပါပြီ။ဒါမဲ့ဥစဉ်ဖြတ်သန်းခဲ့ရတဲ့ဘဝတစ်ခုလုံးမှာသင်ကြားခဲ့ရတဲ့ပညာဘလောက်ထိ ဟိုဦးသင်တို့ပညာရေးမှာခွင့်ရရခဲ့ကြရတယ်ပေါ့ပညာရေးရဲ့ဘတ်ဂျက်တွေဘယ်လောက်သုံးသွဲခဲ့ကြရလဲဆရာတို့လည်းအလုံးအတိပဲဖြစ်မှာဦးသင်တို့ကကျောင်းအဆုတ်ကလေးမှာနေခဲ့ရတယ်ဟုတ်လားလူတွေပြတ်သိကြနေတဲ့အခန်းလေးထဲမှာဟောကန်လေးထဲမှာမလုံးမချုံနဲ့နေခဲ့ကြရတယ်ပညာသင်တဲ့အရွယ်မှာလေနော်စာအုပ်စာပြင်မလုံးလောက်လို့နော်ကြောက်တယ်မုံမုံမှာရေးခဲ့ရတယ်ကြောက်တယ်မုံတော်မှာအကောင်းမုံတော်ဆရာအကွဲနဲ့ကြောက်တာအကျိုးလေးနဲ့လေဒီလိုရေးခဲ့ကြရတယ် ဆိုတော့အရာတွေကိုဦးသိန်းတို့ common နဲ့အစိုးရတွေက update တွေမြင့်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 ပြီးတော့မှနောက်ပိုင်း tablet တွေ computer တွေနဲ့တင်ကြရတဲ့အချိန်မှာဦးသိန်းတို့ကဘလာသာအုပ်ပေါ်မှာဘော့ပင်ကိုမြင့်စုပြီးရေးကြရတော့ရည်သေးတာဘလောက်ထိပညာရေးမှာဦးသိန်းတို့တွေကနောက်ကောက်ကြခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လဲဦးသိန်းတို့ရဲ့နိုင်ငံဟာဓမ္မမလွန်မို့တာလေဓမ္မကိုလွှမ်းမိုးသေးတာလေပညာပဲလေတရားအဲပညာရှိတဲ့သူတွေကအကောင်းဆုံးအကြောင်းအကျိုးကိုဟိုမျှော်မြင်တတ်တဲ့ ပညာရှိတွေကသာလေဓမ္မကိုပဲအဓိကလက်ညွန်နိုင်ကြမှာဘူးသူတို့ပညာမဲ့တွေကြီးစိုးလာတဲ့အခါမှာဘုသူတို့နိုင်ငံမှာဟိုပညာရေးစနစ်ကလည်းသိုးသောပြောလို့ပေါ့နော်အားပေးခြင်းမရှိဘူးနော်အဲ့တော့ပညာမဲ့တွေကများလာတယ်များလာတဲ့အခါမှာဘသူလေးဘာလုပ်လို့သိုးသောပြောလို့ပေါ့နော်မဟုတ်လေပညာတတ်လေငါတို့ကစိုက်ကားနေရမှာပဲပေါ့နော်သူများနေရမှာတော့ပြီးကားဒရိုက်ဘာလုပ်အောင်မှာပဲဆိုတော့ စန်းတီဆိုင်ရဲ့ပါလူငယ်ခြေချလူငယ်ခြေချပြန်ကြည့်လိုက်လေနော်ဟိုသူတင်လာတော့သင်ရတဲ့ပညာတွေဟုတ်တယ်အဲ့လိုမျိုးအခြေအနေတွေဖြစ်လာတာဘာကြောင့်လဲဆိုတော့ဦးသနုကတွေးတော့ကြဒါတွေကိုသိဖို့အတွက်အကြောင်းအကျိုးကောင်းဆုံးတွေကိုသိဖို့အတွက်ဦးသနုကဘဝထဲကစာပေတွေဘာသာရေးတွေကတွင်တင်မှုတွေကိုပြန်လည်စုဆုံးပြီးတော့မှသို့သော်လည်းအထူးထူးပြားပြား꿰ကြနေတဲ့ຢာတွေကိုစဉ်းစားမယ်ဝေဖန်မယ်ပိုင်းခြားမယ်ဒါကိုဝိပဿနာဝါရလို့ခေါ်ပါတယ်အဲဝိပဿနာဦးသနုဗုဒ္ဓရဲ့ဝါရတွေဝိပဿနာဝါရပါဗုဒ္ဓကဘာသာကိုထူထောင်ခဲ့တာမဟုတ်ဘူး ဝိပဿဝေဘပိုင်းချမှုအမှားမှန်တွေကိုပဲထူထောင်ခဲ့တာဖြစ်တယ်ဓမ္မကိုထူထောင်ခဲ့တာဖြစ်တယ်အဲ့ဒီရဲ့ဝိပဿနာဝါဒတွေဓမ္မတွေကရတယ်ဒါပေမဲ့ဓမ္မဆိုတာဘုရားဝါဒတွေတခုတည်းကနေမှဓမ္မထွက်တာမဟုတ်ဘူးနော်ခရိယန်ကလည်းဓမ္မထွက်တာတွေရှိတယ်ဓမ္မတွေရှိမယ်အစ္စလမ်ကလည်းပဲဓမ္မတွေရှိလာမယ်အဲ့ဒီဓမ္မတွေပေါင်းစည်းပြီးတော့မှဥသူတို့ပိုင်းခြားတတ်တဲ့ဝေဘန်တတ်တဲ့ပညာကိုဥသူတို့က ဒါတွေနဲ့လူလောကကိုအကျိုးဆောင်ရမှာဖြစ်တာဟုတ်ဆိုတော့အဲ့ဒီပညာကိုကိုင်းကွယ်ကွဲကွဲပြားပြားဝေဖန်ပိုင်းခြားတတ်သူကိုပညာရှိလို့သူတို့ခေါ်တယ်ပေါ့နော်ဒါကတော့တိခါတော်ရဆရာတရာပေတရုမောလာနာဟာဖစ်ကာရီဆရာဦးစုနေဦးတို့နဲ့အတူဆွေးနွေးခဲ့တဲ့ပညာရှိတို့ဤကောင်းကျိုးသက်ရောက်မှုနဲ့ပညာရှိကိုမြေဝဲစိကပေါင်းသိခြင်းဆိုတဲ့အပိုင်းကိုအပိုင်းတစ်အနေနဲ့ဆွေးနွေးတင်ပြခဲ့ကြတာပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာပညာရှိဆိုတာ ဘာလဲဆိုတော့ခေါင်းစဉ်နဲ့ဆွနစ်ချက်အပိုင်းနှစ်ကိုဆက်လက်ပြီးတော့ဆွနစ်သွားကြမှာဖြစ်တဲ့အတွက်စောင့်မျှော်ရှိရှိနိုင်တဲ့ဆိုတဲ့အကြောင်းကိုတရင်ကောင်းပါပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်